အသက်55နှစ်ရွယ်မှာပလုံကောက်နေရပေမယ့်မယားနှစ်ယောက်ကိုတပြိုင်တည်းပေါင်းသိမ်းပြီးတာယာပျော်ရှင်တဲ့မိသားစုဘဝကိုတည်ထောင်ထားတဲ့ဦးရဲမြင့်လောကမှာယောက်ျားသားများစုရဲ့တွင်းစိတ်ပိုင်းကဓာတ်ဆိုင်တစ်ခုကိုပြောပါမယ်ဆိုရင်တော့မိမအများကြီးနဲ့ပျော်ပျော်ပါပါခေါ်လန်းလန်းနေတင်ကြတာပါပဲ။ဒါဘုန်းကွယ်ထားလို့မရတဲ့အမှန်တရားတစ်ခုပေါ့။ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးခြေနေရာအိမ်တော်ဦးစီးတယောက်အတွင်းဇနီးတယောက်နဲ့သားသမီးတွေရဲ့ဝိုင်းရေးကိုတောင်အနိုင်နိုင်လုံးပဲနေရတဲ့ခေတ်ကြီးထဲမှာ ဒီအိမ်မက်ဟာယောက်ျားများစုအတွက်တော့လက်တွေ့နဲ့အလံဝေးတဲ့အရာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒါအိမ်မေဒီလိုခက်ခဲတဲ့ခေတ်ကာလထဲမှာပဲအများသူငါမလုံနိုင်တဲ့အရာကိုလုပ်ပြရင်အမျိုးသမီးနှစ်ယောက်ကိုတပြိုင်တည်းပေါင်းသင်းပြီးထားကြကြနဲ့ဘဝကိုဖျက်ဆီးနေတဲ့လူတစ်ယောက်ရှိပါတယ်။သူကတော့အခုပုံမှန်မြင်တွေ့ရတဲ့အသက်55နှစ်ရွယ်ဦးရှဲမြင့်ပဲဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဦးရှဲမြင့်ရဲ့အသက်မွေးကြောင့်လို့ပါပဲ။သူကတတိသေးတရားမဟုတ်ပါဘူး။နေ့စဉ်ပလင်းခုံဘူးခုံပလတ်စတစ်ပိုင်းစားတွေကိုလိုက်လံစူးစောင်းကောက်ယူပေး ဘဝကိုရိုးသားစွာရုန်းကန်နေရတဲ့ပလုံးကောက်သမားတယောက်ပါအသက်55နှစ်ဆိုတဲ့ရွယ်မှာလူလက်ပိုင်းတယောက်အတွက်မငယ်ဘူးဆိုပေမဲ့ဦးရှင်မြင့်ကတော့ဇနီးနှစ်ယောက်ကိုဥဆောင်နိုင်စွမ်းရှိနေစဉ်ကျမ်းမာတန်ဆွမ်းနေစေဖြစ်တာကိုတွေ့ရမှာပါ။သူရဲ့မိသားစုကြောင့်ကိုကျမတို့ဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်။ဦးရင်မြင့်ရဲ့ပထမဇနီးကတော့သူနဲ့အသက်တူရွယ်တူအသက်55နှစ်ရှိပြီးသူတို့နှစ်ယောက်ဟာသားသမီးလေးယောက်ထွန်းကားခဲ့ပါရီ။အကြီးဆုံးသမီးလေးကတော့အသက်20ရှိနေပြီဖြစ်ပြီးဘကိုးတိုင်းကင်းအမြို့မှာအိမ်အောင်ကြနေပြီလို့သိရပါရီ။ သူရဲ့ဒုတိယဇနီးကတော့အသက်35နှစ်သားရှိသေးတဲ့ငယ်ရွယ်နှုတ်ပြူသူတယောက်ပါဒုတိယဇနီးနဲ့ကတော့သာသမီ3ယောက်ရရှိထားပါတယ်အကြီးဆုံးသားလေးကတော့7နှစ်ရွယ်စမ်းမင်းအောင်ဒုတိယသမီးလေးက9နှစ်ရွယ်အယမင်းနောက်ဆုံးကလေးငယ်ကတော့2နှစ်ရွယ်ဖြစ်ပါတယ်သူတို့ရဲ့နေထိုင်မှုပုံစံကလည်းစိတ်ဝင်စားစရာပါဦးရဲမြောင်ပထမဇနီးကိုအိမ်ပေါ်တက်မှာထားပြီးဒုတိယဇနီးကိုတော့အိမ်ရောက်ထက်မှာထားကတနေ့ရက်ထဲမှာပဲတပြိုင်တည်းတူနေထိုင်ပေါင်းသိနေတာဖြစ်ပါတယ်ဒီလိုချိန်တွေမှာအများအထင်သလိုမိသားစုပြည်တနာ မယားပြိုင်တို့ရဲ့ပြဿနာတွေမရှိပါဘူး။ဦးရမီရဲ့ဇနီးနှစ်ယောက်ကမယားပြိုင်တွေဆိုတဲ့ခေါင်းဆောင်မှမနေပဲတောင်းတဲ့တယောက်ညီမရင်းနေလို့ချစ်ခင်စီလုံးကြတာကတော့တကယ်ကိုမလေးစားစရာပါပဲ။ဦးရမီကပလုံကောက်တဲ့လုံနဲ့မိသားစုဝင်အားလုံးကိုဘလို့ချင်းမွေးနေလဲဆိုတာပို့ပြီးတော့အံဩစရာကောင်းပါရဲ့။သူ့ရဲ့တနေ့တာအိမ်သုံးစေးဟာပြင်းပြအပြင်း3000ကျော်ထိကုန်ကြတယ်လို့ဆိုပါရဲ့။ဒီလောက်များရင်ကုန်ကြောက်စေးကိုပလုံကောက်တဲ့အလုံးနဲ့ရှာဖွေချင်းမွေးပြီးတော့မယားနှစ်ယောက်နဲ့ဟန်ချာချနေနေတာကြောင့်သူ့ဘဝင်ချင်းအားသူတွေကဦးရမီကို အားကြအံ့ဩနေကြတာပါဒီเจ้าနေနဲ့ပတ်သက်လို့ဦးရဲမြင့်ကိုမင်းမြန်ကြည့်တဲ့အခါမှာတော့သူကဒီလိုရှင်းပြသွားခဲ့ပါရင်ကျွန်တော်ကကလေးလေးရဲ့ရှေးရဲတွေပညာတဲဖြစ်အောင်တော့ထားခြင်းနဲ့ကိုကတော့ဒီလိုပလုံးကောက်ပြီးတော့ရှားတလောက်ပတ်ဆက်လေးနဲ့ပဲရှာချမ်းပေးလောက်ကင်စားတော့ရတာပေါ့ကျွန်တော်တို့မိသားစုကမနေ့စာတစ်ခုလေးနဲ့တင်တော်တော်လေးကုန်နေမိမပထမစနီးကတော့ ကလောင်းစိန်မှာအလုပ်လုပ်ပေမဲ့တလမှာတစ်ခါပဲလစာရတော့မိသားစုတွေတိတ်ပြီးစင်မပြေဘူးဒီလိုစင်ပြေပေမဲ့လေသားသမီးတွေလိုချင်တဲ့ယာလေးတွေစားချင်တာလေးတွေတော့တက်နိုင်သလောက်ပြည့်စည်ပေးပါရစေကျွန်တော်မှမိမနှစ်ယောက်ရှိတယ်တိမ်ထဲမှာပဲတူတူနေကြတယ်သူတို့နှစ်ယောက်ကြားမှာစင်မပြေတော့ရင်ပြစ်တာမျိုးမရှိဘူးသူတို့ကညီမကြီးနေလို့နေကြသလိုကလေးတွေကလည်းကျွန်တော်စကားကိုနားထောင်ကြတယ်ဆိုပြီးရိုးသားပွင့်လင်းစွာဖွင့်ရပြောကြားသွားခဲ့ပါရစေလောကမှာဆင်းရဲချမ်းသာတဲ့မိသားစုတစ်ခုရဲ့နားလည်မှုချစ်ခြင်းမြတ်တာနဲ့အိနာအိုစီတယောက်ရဲ့တာဝန်ခြေပင်မှုက ဘလောက်အရေးကြီးတယ်ဆိုတာဦးရဲမြင့်ရဲ့ဘဝကသက်သေပြနေပါရီဘလုံကောက်သမားတယောက်ဖြစ်ပေမယ့်မယားနှစ်ယောက်သာသမီများစွာကိုတတဲမဲ့မဲ့ဦးဆောင်နိုင်တဲ့ဦးရဲမြင့်ရဲ့ဘဝစကြောင်းပေါ်ပြည်သက်ရဲ့မြင်လေးတွေဘလို့ရှိလဲသူရဲ့တိုးစားမှုကိုလေးစားအားကြမိလားဓမ္မမို့ဒီလိုမိသားစု ပုံစံကိုအမြင်တစ်မျိုးရှိနေမလားကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်